alright so ဒီနေ့မှာတော့ Eliza IJCC ICD ရဲ့ theory မှာဘာတွေလေ့လာသင်ယူရမလဲဆိုတော့ပြောပြပေးသွားမှာဖြစ်ပါတယ် chapter တစ်ခုညီညီလိုက်ဘာတွေသင်ယူရလဲဆိုတာမျိုးပြောသွားမှာမဟုတ်ပဲ summary ပုံစံ၄ဘိုင်းခွဲပြီးပြောသွားပါမယ်ပထမဆုံးအနေနဲ့ computer နဲ့ digital စက်ပစ္စည်းအမျိုးမျိုးအကြောင်းကိုလေ့လာရပါတယ် digital စက်ပစ္စည်းအမျိုးအစားတွေ software အမျိုးမျိုး operating system တွေ memory အမျိုးအစားတွေနဲ့ processor ရဲ့အလုပ်လုပ်ပုံကိုလေ့လာရပါတယ် computer ရဲ့အခြေခံအလုပ်လုပ်ပုံကိုလည်းသိရှိနားလည်ရမှာဖြစ်ပါတယ် ဒုတိယတစ်ခုက digital communication နဲ့ network အမျိုးအစားတွေအကြောင်းလေ့လာရပါတယ်။ကွန်ပျူတာတွေတစ်ခုနဲ့တစ်ခုဘယ်လိုချိတ်ဆက်လဲ။ချိတ်ဆက်ထားတဲ့ပုံစံမျိုးစုံတွေ၊ internet ချိတ်ဆက်မှုနည်းလမ်းတွေ၊စက်သွေးရေးပညာအမျိုးမျိုးကိုလေ့လာရမှာဖြစ်ပါတယ်။အဲ့ဒီအပြင် LAN, WAN, wireless နည်းပညာတွေ network security အကြောင်းတွေကိုလည်းလေ့လာရပါတယ်။တတိယတစ်ခုကတော့ online security တွေ၊ internet ရဲ့တက်ရောက်မှု၊ digital နည်းပညာရဲ့အကျိုးတက်ရောက်မှုတွေနဲ့ online information အကြောင်းကိုလေ့လာရပါတယ်။ အဲ့ဒါနေမဟုတ်ပဲ data security cyber crime data protection law တွေ online မှာအချက်လက်တွေကိုဘယ်လိုရှာဖွေရမလဲဘယ်လိုအကဲဖြတ်ရမလဲစတာတွေကိုလည်းလေ့လာရပါတယ်ဒီနေရာမှာ importance of data အကြောင်းလည်းပါပါတယ်ကျွန်တော်ဒီနေ့ခင်မှာ data တွေကဘယ်လောက်ထိအရေးပါလဲဆိုတာလူတော်တော်များများမသိကြပါဘူးလူငယ်တွေအနေနဲ့ data ရဲ့အရေးပါမှုအရေးကြီးမှုကိုဒီနေ့လိုထပ်ကောရဲမှာသိဖို့သိထားတင်ပါတယ်နောက်ဆုံးတစ်ခုက online မှာရတဲ့ဝန်ဆောင်မှုမျိုးစုံနဲ့ cloud computing အကြောင်းလေ့လာရမှာဖြစ်ပါတယ် e-commerce တွေ online banking တွေစတဲ့ဝန်ဆောင်မှုတွေအကြောင်းနဲ့ cloud storage cloud application အားသာချက်အားနည်းချက်တွေလေ့လာရမှာပါအဲ့တော့ဒီလောက်ဆိုရင် ICT theory မှာဘာတွေလေ့လာသင်ယူရမလဲဆိုတာနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။ Edison IGCSE ICT theory ကခေတ်မီ digital နည်းပညာတွေကွန်ပျူတာစနစ်တွေကိုအခြေခံကြကြနားလည်ဖို့ရည်ရွယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘာသာရဲ့မှာအခြေခံကြတဲ့ technical knowledge အပြင်နည်းပညာရဲ့လူမှုရေးစီးပွားရေးတက်ရောက်မှုတွေကိုပါပြည့်စုံစွာလေ့လာမှာဖြစ်ပါတယ်။ နောက်ဗီဒီယိုမှာတော့ practical အပိုင်းကိုဆက်လက်ရှင်းပြပေးသွားပါမယ်။တကယ်လို့အခုပြောသွားတဲ့အကြောင်းအရာတွေမှာနားမလည်တာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်။ Alright, I'll see you guys in the next video.